င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါမယ်နေပြည်တော်မှာစီရင်ပြစစ်ကြမှာအရာရှိနဲ့တပ်သားများအချင်းချင်းခန့်ရန်ဖြစ်ပွားမှုဒုတိယဗိုလ်မှူးကြီးတောက်ပါဝင်စစ်သား၁၈ဦးတရားရပြီးရန်ပွဲကိုအကြမ်းဖက်နေနေတပ်ကအင်အားသုံးဖြန့်ပြခဲ့ရတဲ့အကြောင်းတင်ဆက်ပေးပါမယ်နေပြည်တော်မှာမနေ့ကညပိုင်းစီရင်ပြစစ်ကြမှာအရာရှိနဲ့တပ်သားများအချင်းချင်းခန့်ရန်ဖြစ်ပွားခဲ့ပြီးဒုတိယဗိုလ်မှူးကြီးတောက်ပါဝင်စစ်သား၁၈ဦးတရားရရှိကြောင်းနေပြည်တော်တပ်သတင်းရင်းမြစ်တွေကိုကိုကပင်စီဒီအမ်ဗိုလ်ကြီးလင်းထအောင်ကပြောဆိုပါတယ် တ်လ26ရက်နေ့ည10:00နာရီဝန်းကျင်အချိန်နေပြည်တော်ရှိတဲကိုရီတုံးမှာတဲကိုနေကြတဲ့စီးပြခန္ဓာချီတက်ကြမဲ့တပ်ဖွဲ့ဝင်တွေကြားခံရဖြစ်ပွားခဲ့ကြောင်းတဲကိုဆောင်အဆောင်၃နဲ့အဆောင်၄ရှိစစ်သားစစ်ကြောင်းရဲ့အိတ်ဆောင်လိုက်ခံရဖြစ်ပွားခဲ့ကြောင်းမင်းကညပိုင်းစစ်ကောင်းဆောင်ကညစာစားပွဲကျင်းပပြီးစီးပြချီတက်ကြမဲ့စစ်သားတွေကိုလည်းစားသောက်ဝိုင်းနေနဲ့ကျွေးမွေးခဲ့ကြောင်းစီးပြချီတက်ကြမဲ့စစ်သားတို့ကအရက်သေးစားတောက်စားမှာစကားများရံဖြစ်ခဲ့ကြောင်းသိရပါတယ်နေပြည်တော်အိတ်ဆောင်တစ်ခုနဲ့စစ်တင်အင်အားရှာချီထားရှိပြီးခံရဖြစ်ပွားမှုမှာ ာအိတ်ဆောင်တစ်ခုမှာစစ်သားရာကနန်းပါဝင်ခဲ့ကြောင်းရှမ်းဖြစ်တဲ့နှစ်ဖက်အဖွဲ့ကအုတ်ခဲနဲ့တုံများအုံပြုပြီးပြစ်ခတ်ဆိုင်နယ်ယာမှာစစ်သား15ဦးခန့်ခေါင်းကွေးတံရနဲ့သွေးထွက်တံရုံတံရများမစိုးရင်ရရရှိခဲ့ပြီးစစ်သား3ဦးအသက်အန္တရာယ်စိုးရင်ရတံရပါဝင်စုစုပေါင်းအရာရှိစစ်သား18ဦးခန့်ထိခိုက်တံရရရှိခဲ့ကြောင်းထိခိုက်တံရရရှိသူများအနက်ဒုတိယဗိုလ်မှူးကြီးအစင်ရှိစစ်ကြောင်းတံရင်မှုတအုပ်ပါအရိုက်ခံရပြီးဖူးရောင်တံရများရရှိခဲ့ကြောင်းသိရပါသည်။ အဲ့ဒီရံပွဲကိုတာကာကာနှစ်မှာအင်အားအလုံးရင်းနဲ့ဖြန့်ပြင်းခဲ့တော်လဲမနိုင်တဲ့အတွက်အကြံဖတ်နေနေတက်မှလုံခြုံရေးများခွန်ယူပြီးကျင်းဆက်များအုံပြုကလူစုခွဲခဲ့ရကြောင်းဖြစ်စဉ်ဖြစ်ပွားပြီးရဲ့နောက်စီးပြဖို့မှုကလာရောက်စစ်ဆေးဆဲဆိုစုပူသွားကြောင်းသိရပါတယ်။ဆက်လက်ပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲကာလတိုင်ပွဲကြောင်းအရသာဆက်ရှင်ဦးသိဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်မှာစစ်ကောင်စီဦးဆောင်ပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပခဲ့တဲ့မလ24ရက်နေ့ကနေ26ရက်နေ့ထိ3ရက်အတွင်းတရင်ဌာနကပြုစုထားတဲ့အချက်အလက်တွေအရတိုင်းနယ်ပြည်နယ်ခုနှစ်ခုမှ ာတိုက်ပွဲတွေကြောင့်ရဲသား16ဦးသေဆုံးပြီး38ဦးဒဏ်ရာရခဲ့ပါတယ်။ရခိုင်ပြည်နယ်ရှမ်းပြည်နယ်စကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းနဲ့ပဲခူးတိုင်းတွေမှာလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ရဲသားထိခိုက်သေဆုံးမှုတွေဆက်ရှိနေကြတာပါ။မန္တလေးတိုင်းနှထိုးကြီးမြို့နယ်မလင်းရွာအပြင်ကထန်းတော်ကိုမန္လာ25ရက်နေ့ကလေရင်နဲ့ပုံကျဲခဲ့လို့ထန်းတက်မိသားစုတွေသေဆုံးခဲ့တယ်လို့သတင်းဌာနကပြောပါတယ်။သူတို့ကရွာအပြင်မှာနေတာလင်မယားနှစ်ယောက်နဲ့အသက်73နှစ်အရွယ်တမိသေးသွားတာပေါ့။အခုတလောလေကြောင်းတိုက်ခိုက်မှုနေတိုင်းကိုလုံနေတာရခိုင် ကြီးနဲ့ပုံနေကျုံမြို့နယ်အောင်ဖြူပြင်ရွာကလည်းမန္တလေး25ရက်နေ့မှာစစ်ကောင်စီတပ်ကပုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုကြောင့်အရတား9ဦးသေဆုံးပြီးကလေး9ဦးပါဝင်12ဦးထဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် ဒီလိုတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကိုသတင်းဌာနကမတ်လ29ရက်နေ့မှာဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးမှအကြောင်းမပြန်ခဲ့ပါဘူး။သတင်းဌာနကပြုစုထားတဲ့စည်ရင်းနေရအာနာသိန်းချင်းကလည်း2025မတ်လ26ရက်တီလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်အရက်သား3243တိစုံခဲ့ပြီး6432ဦးဒဏ်ရာရခဲ့ပါတယ်။ဆက်လက်ပြီးဖက်စစ်သတင်းစိုးကင်းစင်ပြီးပြည်သူကိုအလေးထားကာကွယ်ပေးတဲ့တပ်မတော်ထူထောင်နိုင်ဖို့မျှော်မှန်းနေလို့ NUG ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ ရာ NUG က80နေပြည်ဖက်စစ်တော်လိုင်းဤအခမ်းအနားကိုတမောလာပြပုံခင်ရာဖက်စစ်တရေဆိုကင်းစင်ပြီးပြည်သူအလေးထားကာကွယ်ပြီးပြည်သူတက်မတော်တင်ရဖြစ်ထူထောင်နေမှုမျှော်မှန်းဆန္ဒပြုကြောင်း တဝန်လာမှာဖော်ပြခဲ့ပါတယ်။ NUG ကမလ29ရက်ကိုဖက်စစ်ဒေါ်လာယင်းနေ့ဖြစ်သတ်မှတ်ထားသလိုအာနာသိန်းစစ်ကောင်စီကတမရော်နီအမည်နဲ့အခမ်းအနားကျင်းပနေတာဖြစ်ပါတယ်။အခုအချိန်မှာတိုင်းဒေသပြည်သူလူထုရဲ့အခွန်ဖန်နာချွေးနေစာနဲ့တိစောက်ထားတဲ့နိုင်ငံတော်ကာကွယ်ရေးယန္တရားကကိုကျိုးအတဖတ်ပြီးညံ့ပြင်းတဲ့အကြမ်းဖက်စစ်အုပ်စုရဲ့အတ္တမအာနာလူယူခဲ့မှုကြောင့်ပြည်သူလူထုရဲ့အသက်အဝိုင်းစီစဉ်ကိုကာကွယ်ရမယ့်စစ်တပ်အဖြစ်မှာပြည်သူလူထုရဲ့အသက်အဝိုင်းစီစဉ်ကိုရံပြုချင်းချောက်ဖျက်ဆီးနေတဲ့ ဖက်ဆစ်စစ်တပ်အသွင်ကိုကူးပြောင်းလာခဲ့တဲ့အတွက်တိုင်းရင်းသားပြည်သူလူထုတရက်လုံးကအနေရနှံ့တော်လန်တိုက်ခိုက်နေကြရာခေတ်သစ်ဖက်ဆစ်တော်လိုင်းကာလာလူတော်မှာရှင်ညွှန်းရမှာဖြစ်ကြောင်း NUG ရဲ့တဝန်လာမှာပါရှိပါတယ်ခေအဆက်ဆက်ပြည်ရင်းပြည်ပါဖက်ဆစ်မိစားတွေကိုရရနီလန်နဲ့တော်လန်တိုက်ခိုက်ခဲ့ကြတယ်တော်လန်ဖြစ်စဉ်တွေအတွင်းအသက်အသွေးချွေးစတိပီပြီးဆက်ခဲ့ကြတဲ့တိုင်းရင်းသားပြည်သူအလုံးရဲ့စွန့်လွတ်နစ်နာခံမှုနဲ့တော်လန်သစ္စာထိတ်တန့်ကိုအစဉ်မြင်အောင်မြင်တရားလင်းစားပြီးဥညွတ်ကြောင်းလဲတဝန်လာမှာဖော်ပြပါတယ် အတိတ်သမိုင်းကာလတွေမှာတိုင်းရင်းသားပြည်သူများအားလုံးစူးစီးညီညွတ်မှုအပြန်အလှန်ရှုံးချင်းလေးစားအသိမှတ်ပြုမှုတို့နဲ့အောင်ပွဲကိုစုကူနိုင်တယ်လို့အခုခေတ်သစ်ဖက်စစ်မိတ်ဆာအကြံဖက်စင်ရောစုကတိုက်ခိုက်နေတဲ့ပြည်သူတွေဦးတော်လိုင်းကြီးမှလည်းတိုင်းရင်းသားပြည်သူတွေအားလုံးအကြမ်းဟန်ချက်ညီညီလက်တွဲဆောင်ရွက်ကြဖို့ရှိကြောင်းသိပေးပါရစေ။ ကြမီကာလမှာပြည်သူများအလုံးအတွက်အောင်ပွဲများစုခုနိုင်ပြီးအစ်စ်ပြန်လဲတည်ဆောက်မဲ့ Federal တပ်မတော်ကိုဖက်စစ်တရေစိုးကင်းစင်ပြီးပြည်သူကိုအလေးထားကောက်ွယ်ပေးနေတဲ့ပြည်သူတပ်မတော်တင်ရဲ့ဖြစ်ထူထောင်နိုင်ဖို့မျှော်မှန်းကြောင်း NUG ကတောင်းလာပေးပို့ခဲ့ပါတယ်။လက်ရှိຫນွေဥတော်လိုင်းကလူလူတော်လိုင်းဖြစ်ပြီးလူလူရဲ့ယုံကြည်သက်ဝင်မှုကများစွာအရေးကြီးကြောင်းလည်း NUG ရဲ့တမနာဒူမာလက်ရှိလကမလ25ရက်နေ့အစိုးရဖွဲ့စည်းပွဲမှာပြောကြားခဲ့ပါတယ်။တော်လိုင်းအောင်မြင်ခြင်းမအောင်မြင်ခြင်းကဦးဆောင်သူရဲ့အရေးချင်းစွမ်းရည်နဲ့အမျှော်မြင်များပေါ်မူတည်ပြီးလူလူရဲ့ထောက်ခံ ုံကြည်မှုကိုလောက်ရက်နေရသက်တည်ပြမယ်လို့လည်းရှာဟီသမရကပြောပါတယ်။လက်ရှိမှာတော်လိုင်းအင်အားစုရဲ့နေမြင့်များကျဲဝန်လာပြီးရန်သူများတိုးမပေါက်နိုင်အောင်ခုခံကွာခွင့်နိုင်တဲ့အခြေအနေကောင်းများရှိကြောင်းတစ်ဖက်မှာလည်းနှစ်ပေါင်း80ကျော်အမြင့်တွင်ခဲ့တဲ့စစ်အာဏာရှင်စနစ်တစ်ခုလုံးချိန်မုံတုတ်တင်နိုင်ဖို့အတွက်တော်ရုံတက်တီတော်ရုံအားထုတ်မှုတွေနဲ့မရနိုင်ကြောင်းရှာဟီသမရကသတိပေးပြောကြားခဲ့တာပါ။ ဆက်လက်ပြီးမင်းအောင်လိုင်းရဲ့လုံရက်တွေအတွက်ဂုဏ်ယူရဲလို့အငင်းစားထိပ်ပိုင်းစစ်တပ်အရာရှိများပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တိုင်းပြည်ကိုမတရားအာဏာသိမ်းကနိုင်ငံတော်ဆင်ရဆွေးမှုတွေကျူးလွန်နေတဲ့စစ်ကောင်စားမင်းအောင်လိုင်းရဲ့လုံရက်တွေကိုဂုဏ်ယူရဲလို့အငင်းစားစစ်တပ်အရာရှိတွေကပြောကြားလိုက်ပါတယ်။ အငိမ့်စားစစ်တပ်အင်အားရှိတွေကိုစစ်ကောင်းဆောင်မင်းရောင်းလိုင်းကနေပြည်တော်မှာတော်လိုင်းရင်းနဲ့အခမ်းအနားမတိုင်မီကာရဝပြုချိန်မှာပြောကြားလိုက်တာပါစစ်တပ်အင်အားရှိဟောင်းတွင်ရဲ့ကိုစားသမရဟောင်းအသိဉာဏ်ကမင်းအောင်လိုင်းရဲ့လုံရက်တွင်ကိုခုံယူရလို့ဆိုပါတယ်စစ်ကောင်းဆောင်ရဲ့ဦးဆောင်မှုနဲ့တက်မတော်အရေးကိစ္စတွေတိုင်းပြည်ငြိမ်းချမ်းရေးနဲ့အတူလူမှုစီးပွားတိုးတက်ရေးကိုနေမအားညမအားဆောင်ရွက်နေကြတာကိုခုံယူရလို့ပြောကြားလိုက်တာလည်းဖြစ်ပါတယ်တက်မတော်ရဲ့အစဉ်လာတွေကိုမပြတ်ထိန်းသိမ်းသွားဖို့လည်းရှင်းကြည့်ရလို့သမရဟောင်းဦးသိန်းစင်ကဆိုပါတယ်ပြည်ပကျူးကျော်မှုတွေအတွက်ကာကွယ်ရေးပြည်ရင်းစုဘုံတန်းကျမှုကိုတ န်းစည်းရေးလို့သာမကအမျိုးဘာသာသာသနာနဲ့ရှင်ကျေးမှုလို့မပြောင်ပြန်ရည်လို့ကိုပါထိန်သိမ်းကာကွယ်စောင့်ရှောက်ပေးနေရလို့မင်းအောင်လိုင်ကအငိမ့်စာတက်မတော်အရာရှိတွေနဲ့တွေ့ဆုံဆင်ပြောကြားခဲ့တာပါစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပြုလုပ်တဲ့တက်မတော်နေခန်းသားတွေမှာဥသိမ်းစိန်ပါဝင်အငိမ့်စာစစ်အရာရှိတွေကိုဖိတ်ကြားလေးရှိပြီးမင်းအောင်လိုင်နဲ့စစ်ကောင်စီဖွဲ့ဝင်တွေကကာရဝပြုပွဲကိုပုံမှန်ကျင်းပလေးရှိပါတယ်ဆလပ်ပြီးရခိုင်မှာစစ်မှုမထမ်းမနေရစနစ်တရားဝင်ပြန်ထမ်းရင်အေအေကျိုးပန်းနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်မှာအသက်18နှစ်ပြည့်သူတိုင်းအနည်းဆုံး2နှစ်ကြာ စစ်မှုထမ်းမယ်စနစ်ကိုအာရခတက်တော်အင်ကတင်ရဝင်ပြထမ်းဖို့ပြင်ဆင်နေပြီးလက်ရှိမှာကြေးရွာတွေမှာစီယုံကြီးနဲ့လူစင်းကောင်းယူမှုတွေကိုကြိုတင်လှုပ်ဆောင်နေတယ်လို့ဒေသခံတွေကပြောပါရတယ်။ အမျိုးသမီးဆိုရင်အသက်18နှစ်ကနေ35နှစ်အတွင်းအမျိုးသားတွေကအသက်18နှစ်ကနေ45နှစ်အတွင်းရှိသူတွေစစ်မှုတန်းတင်တဲ့တက်ရောက်ရမယ်လို့ဆိုပါတယ်ဒီအစီအစဉ်ကြောင့်စိတ်မကောင်းဖြစ်ရတယ်လို့မြောင်မြွနယ်မှာနေထိုင်သူလူငယ်တအုပ်ကပြောပါတယ်စစ်မှုတန်းနဲ့ပတ်သက်လို့တက်မတော်အင်းအင်းကရွာတွေမှာအစည်းအဝေးလုပ်ပြီးပြောနေကြတာရှိပါတယ်လူဦးရေစင်းရင်းနေလဲလိုက်ကောင်နေတဲ့အသက်18နှစ်ကနေ45နှစ်အောက်တွေစစ်တန်းနဲ့နှစ်လတက်ပြီးရင်နှစ်နှစ်စစ်မှုတန်းရမယ်အရာကိုသိရခဲ့ကကျွန်တော်လဲတော်တော်စိတ်ညစ်တယ်အာရကတက်တော်အင်းကအမျိုးသားကာကွယ်ဆိုင်ရာရှိဖို့ပြဋ္ဌာန်းချက်တွေကိုရေး င်းဆွဲပြီးမကြခင်တရားဝင်ထုတ်ပြန်လာနိုင်ပွဲရှိရလို့အေအေနဲ့နှိဆက်သူတွေကပြောပါရယ်လက်ရှိမှာတရားဝင်ထုတ်ပြန်တာမရှိသေးပေမဲ့ကြောက်တော်နဲ့မြောင်းမြွနယ်တွေမှာစီယုံရင်နဲ့လူစင်းကောက်ယူမှုတွေလှုပ်ဆောင်နေရလို့လည်းဆိုပါရယ်ဒီစနစ်ကရန်ရွာဆောင်ဆောင်ရင်အတွက်လားဒါမှမဟုတ်တိုက်ခိုက်ရေးအတွက်လားဆိုတာရှင်းရှင်းလင်းလင်းမသိရသေးတာကြောင့်ပြည်သူတွေအကြမ်းမှာစိုးရင်ပူပန်မှုတွေရှိနေကြတယ်လူဒေသခံတွေကပြောပါရယ်ဒါနဲ့ပတ်သက်လို့အရခတ်တက်တော်အေပြောခွင့်ရဥခိုင်ဒုက္ခကိုတင်းထဏနာကဆက်သွယ်ခဲ့ပြီးမြေဖုန်းလက်ခံဖြေဆိုခဲ့တာမရှိပါဘူးလို့တင်းမှာဖော်ပြပါရှိပါရယ် sim